မထင်ရှားသောပုံနာဝိထုဘာဟိတဘာဘောအစရှိသောဣတရာဒေသနာတို့ကိုမြတ်စွာဘုရားသည်ဇေတဝန်ကျောင်းတော်၌နေတော်မူစဉ်အမတ်မရှိသောပုံနာကိုအကြောင်းပြုဟောတော်မူလေ၏ပုံနာတယောက်သည်သာသနာတော်မှ အပဖြစ်သောယဟန်အဖြစ်ဖြင့်ယဟန်ပြု၍ယဟန်ကောရမသည်မိမိတပည့်တော်ကားတို့ကို ပပသီတယဟန်ဟုခေါ်ဆိုလေရှိ၏ ငါသည်လည်းယံပြီတော်သူဖြစ်ငါကလည်းစင်စင်ဤသို့ခေါ်ဆိုခြင်းငါသိဤဟုကြံပြီလည်းယင်မြတ်စွာဘုရားသူရှင်းကဲ့၍ထိုအကြောင်းကို မေးမြန်းလျှောက်ထားလေတည်းမြတ်စွာဘုရားသည်ငါဘုရားသည်ဤမြတ်ဖြင့်ပပ္ပစီတယဟန်ဟု၍ခေါ်ဆိုတော်မမူကိလေသာဟုသောအညီကြီးတို့ကိုပယ်ဖြတ်တုတ်တင်တတ်သောကြောင့်ပပ္ပစီတမိတော်သူဖြစ်ဤဟုမိန်တော်မူ၏ဤကားတော်ကိုဟောကြားတော်မူလေ၏ ပါဣဒာပါဘောတိပြမနောတမသရိယသမနောတိဥက္ကတိပပသာယပပသာယမတနောမလံတတမပပသီတောတိဥက္ကတိပါဣဒာပါဘောအပပြုအပ်ပြီးသော မကောင်းမှုရှိဣတိတတမထိုကြောင့်ပြမနောတိပြမနဟု၏ဥက္ကတိဆို၏သမသရိယအာကုသူတို့ကိုငြိမ့်စေတဲ့ဖြင့်ကျင်သောကြောင့် တမနောတိတမနဟူ၍ဟုတ်သတိဆိုအပ်၏ယောခြင်းသူသည် အတ္တနောမိမိဤမလံရာကအစာကြည့်သောအညီကြီးကိုပပသယံပပသယံတော်ပေပြတ်တုတ်တင်ထုံနှင်းတတ်၏တတမထိုကြောင့်သောထိုသူကိုပပစီတော်တိပပစီတာဟူ၍ဟုတ်သတိဆိုအပ်၏ဒေသနာတော်ဤအဆုံး၌ထိုယံပုံနာသည်ဒေသနာတော်ဤအဆုံး၌ထိုပုံနာယဟန်သည်သောတာပတ္တိဖို၌တီးလေ၏ရောက်လာသောပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာဖြစ်တော်မူလေ၏မထင်ရှားသော ပုံနာယဟန်ဝတ္ထုဖြစ်၏